ားပါရှင် AMG မှာဒီကနေ့ရရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့နန့်ကေးဖောင်ပွားပါဒီနေ့တင်ဆက်မဲ့သတင်းတွေကတော့ယခုနှစ်ဒီဇင်ဘာ9ရက်နေ့တွင်ရွေးကောက်ပွဲကျင်းပဖို့စစ်တပ်ကပြင်ဆင်နေတဲ့သတင်းစစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့အင်ချမ်းမြေများကိုပြည်သူပိုင်ဖြစ် သိမ်းဆည်းတဲ့သတင်းမြေတော်ကျေးရွာရှိနေအိမ်292လုံးကိုစစ်တပ်မှမီးရှို့ခဲ့တဲ့တဲ့ မန္တလေးတွင်စစ်မှုရန်အတွက်ငွေတောင်းခံခဲ့တော်လဲမဲနိုင်နေရတဲ့တွင်မတရားမျိုးနယ်အတွင်းရှိ တောင်ကန်ကျေးရွာကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့တဲ့တွင်လိုပဲဖြစ်ပါတယ်ပထမဆုံးတွင်အနေနဲ့ယခုနှစ်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုအတင်းအဓမ္မကျင်းပဖို့စစ်တပ်ကပြင်ဆင်နေကြောင်းနေပြည်တော်စီရေးတွင်ရင်းမြစ်ထံမှသိရပါတယ် အခုနေပြည်တော်မှာရှုပ်ထွေးနေတယ်။ရွေးကောက်ပွဲကိုဒီဇင်ဘာ9ရက်နေ့လောက်မယ်လို့မင်းအောင်လှိုင်ကပြောတယ်။ရွေးကောက်ပွဲ ကော်မရှင်ကိုလည်းအကြောင်းကြားထားတာမရှိသေးဘူး။အမိတ်နဲ့မဖြစ်မနေလောက်မယ်ပြောတော့အကုန်လောက်တွေရှုပ်ပြီးရှုပ်ထွေးကုန်ရောလို့နေပြည်တော်စီရေးသတင်းရင်းမြစ်က AMIG ကိုပြောပါရယ်။ AMIG မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကိုဆက်သွယ်မေးမြန်းရမှာလဲ။၎င်းတို့အနေနဲ့မသိရှိသေးကြောင်းဆိုပါရယ်။ စစ်ကောင်းဆောင်ကလာမယ့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက်လုံခြုံရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ကြဖို့ဂျမန်နေ့ကနေပြည်တော်မှာကျင်းပတဲ့အမျိုးသားစီမံကိန်းကော်မရှင်စည်းဝေးမှာပြောဆိုခဲ့ပါတယ်စစ်ကောင်းဆောင်ဟာပြည်သူဆန္ဒမပါတဲ့ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမှာဖြစ်ကြောင်းကိုလည်းဘီလာရုသမရကိုပြောဆိုခဲ့ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီအဖွဲ့ဝင်ချန်တလန်မြို့နယ်ကဒေါက်တာမူထန်ရဲ့အင်ချမ်းမြေအားလုံးကိုချင်းလန်း Defense Force ချန်တလန် CDF ချန်တလန်ကပြီးပိုင်သိမ်းဆီးလိုက်ပြီးဖြစ်ကြောင်းမတ်လ24ရက်နေ့မှာ CDF ချန်တလန်ကအမိတ်ပြန်တန်းကိုထုတ်ပြန်ပါတယ်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမူထန်ဟာချန်တလန်မြို့နယ်ဒေသခံတအူးဖြစ်ပြီး ထန်တလန်မြို့တစ်ခုလုံးကိုစစ်တပ်ကမီးရှို့ဖျက်ဆီးချိန်မှာလဲမျက်ကွယ်ပြုခဲ့သလိုစစ်တပ်ကချင်းပြည်သူလူလူပေါ်ကြမ်းဖက်တပ်ဖြတ်မှုတွေကိုလည်းနှုတ်ဆက်နေခဲ့သူဖြစ်ပါတယ်။ဒါအပြင်ဒေါက်တာမူထန်ဟာ2020ရွေးကောက်ပွဲမှာချင်းပြည်နယ်အတွင်းတနေရာမှမဲနိုင်မရရှိခဲ့တဲ့ပြည်ခိုင်ပြိုးပါတီဥက္ကဋ္ဌတဦးလည်းဖြစ်ပါတယ်။ဒေါက်တာမူထန်ရဲ့အင်ချမ်းမြေအားလုံးကိုတော်လိုင်းရေးကာလာတွင်ပြည်သူလူလူကိုစား CDF ထန်တလန်ကောင်ဆယ်ကအပြီးသိမ်းစီပြီး လိုအပ်သလိုဆက်လက်ကင်သွယ်သွားမှာဖြစ်ကြောင်းနဲ့အသစ်တက်လာမဲ့ပြည်သူအစိုးရထံကိုထပ်မံလွှဲသွားမှာဖြစ်ကြောင်း CDF ထန်တလန်ကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းရေစကြိုမြို့နယ်ရေလဲကျွန်းဒေသမြေတော်ကျေးရွာရှိနေ292လုံးကိုစစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေတကြိုတောင်ရှိ info community ကမတ်လ24ရက်နေ့မှာဖော်ပြပေးပါတယ်။အဆိုပါရွာကိုမတ်လ14ရက်နေ့နနက်ပိုင်းချိန်ကစစ်ကောင်စီတပ်မှလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ဝင်ရောက်ခဲ့တာပါ။မတ်လ15ရက်နေ့အထိနှစ်ရက်ဆက်တိုက်နေအိမ်များကိုမွေနောက်ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းဥစ္စာများကိုခိုးယူလူရဲယူဆောင်ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်192လုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ီးခဲ့တဲ့မတ်လ၂ရက်နေ့ကနေ၄ရက်နေ့အတွင်းကလည်းရေလေကျူးဒေတာရှိမြဆုံးတော်ကြေးရွာကိုစစ်တပ်မှမီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်266လုံးမီးလောင်ပျက်စီးခဲ့ပြီးမတ်လ၅ရက်နေ့ကလည်းဇလက်နီကြေးရွာကနေအိမ်68လုံးနဲ့တာကောင်လေးရွာကနေအိမ်အလုံး20တို့ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒီစကြိုတောင်းရှိ info community ကထုတ်ပြန်ထားပါတယ်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ရေစကြိုးရေလေကျုံဒေတာကရွာလုံးကျွန်းနီးပါးမီးလောင်ပြကြခဲ့ရတဲ့မြေစွန်းတော်ရွာဇရက်မီရွာနဲ့မြေတော်ရွာများကဒေတာကံပြည်သူများစာဝတ်နေရေးစေဝါးကဆလိုအပ်နေပြီးဒုက္ခပေါင်းစုံကြုံတွေ့နေကြရကအရေးပေါ်ကူညီများလိုအပ်လျက်ရှိတယ်လို့သိရပါတယ်ထမံပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့စက်ကြံနယ်စဉ်ရက်ကွက်အတွင်းရှိအစ္စလမ်ဘာသာဝင်များကို စစ်မှုမထမ်းရဖို့အတွက်ဥပုပ်လမတိုင်ခင်ကရက်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မှတယောက်ကို15သိန်းကနေ3သိန်း30အထိ တောင်းခံသွားကြောင်း AAMIG မှစုံစမ်းသိရှိရပါတယ်။စစ်ကြောင်နေစဉ်ရက်ကွက်ဥက္ကဋ္ဌဦးအောင်ကျော်ကဥပုပ်လမတိုင်ခင်စစ်မှုရန်မပါအောင်ရက်ကွက်ကပြည်သူတွေစီကငွေတောင်းရမ်းခဲ့ပါသေးတယ်။အခုစစ်မှုထမ်းလာတော့ဘာတမ်းမှ မထွက်ပဲငြိမ်နေတာပါလို့စစ်ကြောင်နေစဉ်ရက်ကွက်အတွင်းကဒေသခံတအူးက AAMIG ကိုပြောပါတယ်။ စကြနွယ်စဉ်ရက်ကွက်မှာအကွက်၉ခွက်ရှိပြီးအစ္စလမ်ဘာသာရေးဝိပုပလီ၅လုံးရှိပါတယ်။အဆိုပါပလီတွေကတော့စူးလေပလီ၊အနောက်ပလီ၊အလဲပလီ၊လက်ပံပလီ၊ဘုံအိုးပလီတို့ပဲဖြစ်ပါတယ်။ဒီနေ့ကအဆိုပါပလီတွေကိုစစ်တပ်မှစာပို့ပြီးစစ်မှုရန်မဲနိုင်ဖို့ပလီပိုင်းလော့စပီကာတွေနဲ့ကြေညာခိုင်းခဲ့ပါတယ်။လက်ရှိမှာတော့စစ်မှုရန်မပါဖို့အတွက်ပတ်စံပေးခဲ့ရပေမဲ့ အစ္စလမ်ဘာသာဝင်အများစုဟာစစ်မှုရန်မဲပောက်ခဲ့ကြတာပါဥပုံလမတိုင်ခင်ကဒီလိုကိစ္စတွေမဖြစ်အောင်ဆိုပြီးငွေတောင်းထားသေးတယ်ရက်ကော့ကအစ္စလမ်ဘာသာဝင်များတော့မဲပောက်တာလဲအစ္စလမ်တဲကပဲများတာပါအခုချိန်မှာမဲပောက်တဲ့သူတွေရဲ့တောကကတော့အောင်ကျော်ကိုငွေပေးပြီးညှိနေကြရတာပါပဲလို့စက်ကြာနယ်စဉ်ရက်ကော့အတွင်းရှိဒေတာကန်တူက AAMIG ကို ပြောပါတယ်ဒါအပြင်အတ္တမစစ်မှုထမ်းဖို့လူမပေးတဲ့အိမ်များမှာ ဗလီဝင်းတွင်တည်ရှိပါကသာသနာပိုင်ဖြစ်တင်စီခြင်းဝန်ပြင်တွင်တည်ရှိပါကချိတ်ပိတ်ခြင်းတို့ကိုလှုပ်ဆောင်ဖို့စစ်တပ်လက်ဝေခံများကစီစဉ်နေပြီးဗလီများကိုလည်းဖိအားပေးနေကြောင်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့မတရားမြို့နယ်အတွင်းကတောင်ကန်ကျေးရွာကိုစစ်တပ်ကယမန်နေ့ည7:00နာရီခန့်မှာ၎င်းတို့တက်ဆွဲထားရမြကန်တာကျေးရွာကနေ ဟောင်ဝီဇာနှလုံးနဲ့ပြစ်ခတ်ခဲ့တယ်လို့ AMIG မှစုံစမ်းသိရှိရပါတယ်။စစ်တပ်ကအဲ့လိုဟောင်ဝီဇာနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်တာဟာတောင်ကန်ကျေးရွာပတ်ဝန်းကျင်အနီးဒေသခံပြည်သူတွေနေထိုင်ရနေရာကိုကျရောက်ပောက်ကွဲခဲ့ပါတယ်။လက်ရှိမှာတော့တောင်ကန်ကျေးရွာပတ်ဝန်းကျင်ကရပ်သားပြည်သူတွေဟာစစ်ဘေးရှောင်နေရပြီးတင်းဆုံးထိခိုက်မှုနဲ့ပျက်စီးခြင်းတွေကိုတော့မသိရှိရသေးပါဘူး။ရမန်နေ့ကလည်း မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကုန်းအံရွာဖုံးကြီးချောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းဆောက်ဦးများပျက်စီးခဲ့ပါတယ်။ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်ရှင်။